ဒီကနေ့မနေ့အစောပိုင်းမှာပဲရှားကစားတိုင်ဖုန်းမုန်တိုင်းကဟောင်ကောင်ဝင်ရောက်တိုက်ခတ်သွားခဲ့ပါတယ်။မုန်တိုင်းရဲ့အရှိန်ကြောင့်ဟောင်ကောင်မှာရှိတဲ့ Phathon Ocean Park Hotel ကိုပြလဲရေတွေအလုံးအရှင်းနဲ့ဝင်ရောက်ပြီးတော့ရေလွှမ်းမှုမှုတွေဖြစ်ခဲ့ပါတယ်။ဟိုတယ်ရဲ့အမှန်တကယ်ရိယာခွဲကြည့်သွားပြီးတော့ရှုံလို့နေတဲ့နောက်ကြည့်နေတဲ့ပြလဲရေတွေက ဟိုတယ်အဲဂျိုကမ်းမာတွေကိုတလဟောဝင်ရောက်လာခဲ့တာပါရေတိုင်းနေရဲ့အရှိန်ကြောင့်လူတချို့ဆိုရင်ရဲတောင်မှမရှက်နိုင်ဘဲလဲချသွားခဲ့ရပြီးတော့အလောက်စင်ထားတဲ့ပစ္စည်းတွေလည်းလွင့်စင်ကုန်ပါတယ်ဒီဖြစ်ရပ်ကမနက်6နာရီလောက်မှဖြစ်ခဲ့တာဆိုပေမဲ့ခံကောင်းစွာနဲ့ပဲထိခိုက်ဒဏ်ရာရတဲ့တဲ့ရင်တော့မကြားသေးရပါဘူးတိုင်ဖွန်းမုန်တိုင်းရှာကစားဟောင်ကောင်တင်မကပဲ ဇူဟိုင်မျိုးက Lovers Row လို့ခေါ်တဲ့ကနာလန်တခြားမှာလည်းအရာမလိုင်းလုံးကြီးတွေဖြစ်ပေါ်စေခဲ့ပါတယ်။ဒေသခံတွေကမုံတိုင်းရဲ့ကျောင်းမက်ဖွဲလေပြင်းတိုက်ခတ်မှုတွေကိုကိုရိုင်းကိုကြားခံစားခဲ့ကြရပါတယ်။မုံတိုင်းကြောင့်ပင်လယ်ရေတွေကဇူဟိုင်မျိုးကနေရာတော်တော်များမှာရေလျံထက်ခဲ့ပြီးတော့လမ်းတွေပိတ်ကုန်တာကြောင့်ကာသမာရီကသူတို့ရဲ့ခီးကိုဆက်မသွားနိုင်မဲနဲ့နောက်ပြန်လှည့်ခဲ့ကြရပါတယ်။စက်တင်ဘာလ24ရက်နေ့ရိုက်ကူးထားတဲ့ဗီဒီယိုတစ်ခုမှာဆိုရင် င်ဂျူဟိုင်မျိုးကဂျုံတစ်ခုမှရှိတဲ့ဒင်မောစိတ်ကဟာရေအောက်ကိုလုံးဝနှိမ့်သွားပြီးဖြစ်နေရကိုတွေ့ရပါတယ်။ကေယူရန်ကဘန်ဂျန်နီယာလဲပျက်စီးကုန်ပြီးတော့ လူနေရွက်ထင်းနဲ့လမ်းတွေပေါ်ကိုရေရီကအချိန်တိုအတွင်းမှာပဲအချိန်နဲ့ပြည့်တက်လာခဲ့ပါရင်ရေတက်လာတဲ့နှောင်းကအရန်မြန်လွန်းလို့အနည်းနာရှိတဲ့လူတွေတောင်မှလန့်သွားခဲ့ရပါရင်ဗီဒီယိုရိုက်ကူးနေတဲ့လူတယောက်ကဆိုရင်တော့ဒီမျိုးကြီးတစ်ခုလုံးရှေလွမ်းတော့မှလာတကယ်ကိုကြောက်စရာကောင်းလိုက်တာဆိုပြီးတော့ထိတ်လန့်တကြားပြောဆိုခဲ့ပါရင်ရာဂါဇာမုံတိုင်းကသူ့ရဲ့အင်အားအပြင်းနဲ့ဂျူဟိုင်မျိုးဝတတဲမမတ်ဝင်ရောက်တိုက်ခတ်နေပုံကိုဗီဒီယိုမှတ်တမ်းတွေမှာအတိုင်းသားမြင်တွေ့နိုင်ပါရဲ့ ယ်။ဂျူဟိုင်ကလီတိုင်နုံအဆင့်၁၂ရှိရဲ့ဇုံထဲမှာရောက်နေပါပြီ။အိနီချင်းနေရဲ့မီးလုံးတွေတောင်မှဒါလှုပ်နေတယ်။ကျွန်တော်နေတဲ့အပေါ်တက်မာတောင်မှဒီတုံခါမှုကိုနည်းနည်းခံစားနေရတယ်။လမ်းပေါ်ကတစ်ပင်တချို့လဲကျနေတယ်။ဒါပေမဲ့ရေပူရအဖြစ်တော့အခြေအနေကထိန်းထားနိုင်သေးတယ်။ ။ဒေချာမဖိတ်ထားတဲ့ပြင်ပေါက်တချို့ဆိုရင် လေတိုက်လို့ပွင့်ထွက်သွားတာလောက်ခဏနေရာတွေရှိတယ်။လေရအခုထိတိတ်မပြင်းသေးပေမဲ့မိုးကတော့သဲနေပြီလို့ဒေသခံတဦးကပြောပြခဲ့ပါရယ်။ဒီမုံတိုင်းကတရုတ်နိုင်ငံရဲ့တောင်ပိုင်းနဲ့အရှေ့ပိုင်းဒေသတွေအများအပြားကိုတက်ရောက်ခဲ့ပြီးတော့မိုးသည်ထန်စွာရွာသွန်းစေခဲ့ပါရယ်။စက်တင်ဘာလ24ရက်နေ့ဟာမုံတိုင်းအင်အားအပြင်းထန်ဆုံးအချိန်ဖြစ်ပြီးတော့ ခွန်တုံပြည်နယ်ဟာအလွန်ပြင်းထန်တဲ့မိုးရွာသွန်းမှုကိုရင်ဆိုင်ဖို့ပြင်ဆင်ခဲ့ရပါတယ်။ဂျူဟိုင်မြို့မှာတော့စက်တင်ဘာလ22ရက်နေ့ကတည်းက လေပြင်းတွေနဲ့မိုးတွေစတင်ပြီးတော့တိုက်ခတ်နေခဲ့တာပါစက်တင်ဘာလ24ရက်နေ့ရာဂါစာမုံတိုင်းကျွမ်မျိုးကိုတိုက်ခတ်နေတဲ့အချိန်မှာပဲသတင်းတောက်တူကအခင်းဖြစ်ပွားရာနေရာကနေသတင်းပေးပို့ခဲ့ရမှာလေပြင်းကြောင့်သက်ကိုင်းတွေချိုးပဲ့နေတာလမ်းမမရက်ချားတဲ့စပိန်တွေအတန်းလိုက်လဲပြိုနေတာတွေကိုတွေ့ခဲ့ရတယ်လို့ဆိုပါတယ်သတင်းတောက်ကိုရိုင်းတောင်မှလေယိုဆန်ပြီးတော့လမ်းမလျှောက်နိုင်ခဲ့ပဲသူရဲ့မျက်မှန်ကလေတဲကိုလွင့်ပါပြီးတော့ပျောက်ဆုံးသွားခဲ့ရပါတယ် တရုတ်လူမှုကွန်ရက်ဒိုရင်းမှာဗီဒီယိုတင်ခဲ့တဲ့သုံးဆွဲသူတူကတိုင်ဖုန်းမုန်တိုင်းရှာကစားတကယ်ရောက်လာပြီလေယာတဖြည်းဖြည်းပို့ပြီးတော့ကျန်းလာတယ်အားလုံးပဲဘေးကင်းကြပါစေအိမ်ထဲမှာပဲနေကြပါအပြစ်မထွက်ကြပါနဲ့ကိုကိုကိုမိသားစုကိုပြီးတော့ဂယူဆိုင်ပါဆိုပြီးတော့တိုက်တွန်းခဲ့တာပဲဖြစ်ပါတယ်နောက်ထပ်ဒေသခံတူကလည်းမုန်တိုင်းကပို့ပို့ပြီးတော့အားကောင်းလာနေကြောင်း ဇူဟိုင်ကလဗာရုတ်လမ်းမကြီးတစ်ခုလုံးကရှေလွမ်းပြီးတော့ဘေးလွရာဝတောင်မှာသွားလို့မရတော့ဘူးလို့ပြောပါတယ်။ဒီမုံတိုင်းကပို့ပို့ပြီးတော့ပြင်းလာတဲ့ပုံမိန်အတန်ကိုနားချောင်ကြည့်စမ်းပါပင်လေကိုကြည့်လိုက်ပါဦး။လိုင်းတွေကပို့ပို့ပြီးတော့ကိုကြီးလာတာဖြစ်ပါတယ်။ ပင်လယ်ပြင်ကိုကြည့်လိုက်အောင်လိုင်းတွေပို့ကြည့်လာပြီးတော့ပင်လယ်ရေတွေကလမ်းပေါ်ကိုရောက်နေပြီးရှည်လွမ်းနေပြီးဒီလမ်းတွေကိုပိတ်ထားတယ်။ဘယ်မှသွားလို့မရဘူး။အိမ်ထဲမှာပိတ်မိနေတယ်ဆိုပြီးတော့သူကဆက်ပြီးတော့ပြောခဲ့ရလဲဖြစ်ပါတယ်။ဂျူဟိုင်မြို့ရှန်ချိုခရိုင်မှာဆိုရင်တော့ဟိုတယ်တကားရီကမုန်တိုင်းတန်ကြောင့်ပွင့်ထွက်ကုန်ပါတယ်။အနီးနားအမက်ကအိုမာဆိုရင်လဲယာဂါဇာရဲ့အချောင်းမဲ့ဖွင့်ရမြင်ခွင်တွေကို during မှာဗီဒီယိုတွေအများကြီးတင်ထားကြပါတယ်။မုန်တိုင်းကြောင့်ဖြစ်တဲ့မုန်တိုင်းဒီစတောင်းဆိုတာ ရှည်နေပြင်ကိုအလယ်မြန်မြင်ထက်စေခဲ့ပြီးတော့မကန်အိုကနိမ့်တဲ့နေရာတွေမှာရှည်လွမ်းမိုးခဲ့တယ်လို့မီးတွေရေတွေပါပြတ်ထောက်သွားခဲ့ပါရင်စူပါတိုင်ဖုန်းမုန်တိုင်းရှာကာစာကဒီနေ့အနောက်မြောက်ပစိဖိတ်သမုဒ္ဒရာအပြင်ထန်ဆုံးတိုင်ဖုန်းဖြစ်မှတ်တမ်းဝင်ခဲ့ပြီးတော့ ခွမ်တုံပြည်နယ်ဟောင်ကောင်နဲ့မကာအိုဒေသတွေကိုတိုက်ရိုက်ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့်ဒေသခံပြည်သူတွေအကြားမှာထိတ်လန့်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။မုံတိုင်းရဲ့ဗဟိုချက်နာမှာလေတိုင်နှုံအဆင့်၁၇ထက်ကျော်လွန်နေပြီးတော့မုံတိုင်းအရွယ်စားကလည်းခွမ်တုံပြည်နယ်တစ်ခုလုံးထက်ကြောင်မှကြီးမားပြီးတော့ခြေပြက်နေတာဖြစ်ပါတယ်။ ေတာကန်ရီယာဆွဲနော်လေပရင်လို့တောင်မှသူ့ကိုတင်စားပြီးတော့ခေါ်ခဲ့ကြပါရင်မကာအိုဒေတာကန်တူရဲ့ပြောကြားချက်အရအခုအချိန်မှာမကာအိုမှာလေပြင်းနေတဲ့အမုံတိုင်းသဲထံမှုတွေကြုံနေရပြီးတော့လေတိုင်နှုံးကအစင်းစလီအထီမြင့်တက်နေရလို့သိရပါရင်လေတိုင်တော့တက်နေတော့မယ်မြို့ဟောင်းတွေကနေတဲ့နေရာတွေမှာဆိုရင်တော့ရေတွေစဝင်နေပြီလို့သူကနေပြီးတော့စိုးရိမ်နေစီပြောခဲ့ပါတယ်နောက်ထပ်ဒေသခံတအူးကလည်း ကျွန်တော်အိမ်ရဂရင်းပေါက်တွေဆိုရင်တော့လေတိုင်လုံးလို့ကွဲထွက်တော့မလို့တောင်ဖြစ်နေတယ်။ဒါလောက်ပြင်းတဲ့မုံတိုင်းမျိုးကျွန်တော်ဘဝမှာတခါမှမမြင်ဘူးဘူးတကယ်ကြောက်ဖို့ကောင်းတယ်လို့ဆိုပါရယ်။အထက်မြင့်အဆောက်အုံတွေမှာနေထိုင်သူတွေကမုံတိုင်းရဲ့ပြင်းအားကိုပို့ပြီးတော့တိတိတသာခံစားခဲ့ရပါရယ်။ Wine Place အနီးမှာနေထိုင်တဲ့ဒေသခံတအူးကဟာ ဝန်ထမ်းတော်ကမှန်တွေတောင်မှကွဲထွက်တော့မယ်အခုမှအဆင့်30ပဲရှိသေးတယ်နောက်ကျရင်အဆင့်15ရောက်ရင်ဘယ်လိုလုပ်မလဲအဆောက်အုံတစ်ခုလုံးတုံခါနေတာကိုပထမဆုံးအချိန်ခံစားဖို့တာပဲကျွန်တော်က22လောက်မှနေတာတဖြည်းဖြည်းကြောက်လာပြီလို့ဖွင့်ရခဲ့ပါတယ်28လောက်မှနေတဲ့နောက်ထပ်ဒေသခံတူကတော့သူတို့ရဲ့ brain box တွေစတင်ခွဲအပ်နေပြီလို့ပြောကြားခဲ့ပြီးအောက်ထပ်ဒီမှာနေထိုင်သူတွေအပါအဝင်လူအများစုက တို့အသက်ရှင်ပါမလားဆိုပြီးတော့တောင်းမှဇိုးရင်ပူပန်နေကြပါရင်ရာဂါစာမုံတိုင်းရဆွဲတော့လူစုံကျွန်းကိုကြော်ဖြတ်ပြီးတော့တောင်တရုတ်ပြန်လဲတဲ့ကိုဝင်ရောက်တဲ့အချိန်အထိကိုသူ့ရဲ့အလေးပြင်းအားကိုထိန်းထားနိုင်ခဲ့တာကထူးခြားတဲ့အချက်ပဲဖြစ်ပါရင်ဟောင်ကောင်မိုလီဝဒအသင်းရဲ့ပြောရေးဆိုခွင့်ရှိသူတူက ရှာကစားအလွန်အမင်းအားကောင်းတဲ့မကြသေးခင်ဟာတိုက်ခိုက်ခဲ့တဲ့ Man Good ဟာပြီးတော့ Heart to Root ထက်အများကြီးကိုပို့ပြီးတော့ပြင်းထန်တယ်လို့သုံးသပ်ပြီးတော့ပြောကြားခဲ့တာဖြစ်ပါရင် Man Good နဲ့ Heart to Root ထက်တောင်မှပို့ပြီးတော့ပြင်းထန်တယ်လို့သုံးသပ်ခဲ့တာဖြစ်ပါရင်ဒီလိုတရုတ်မိုးလေဝသသတင်းဌာနတွေရဲ့ဖော်ပြချက်အရရှာကစားစက်တင်ဘာလ22ရက်မနက်7:00နာရီမှာ Super Typhoon အဖြစ်စတင်အားကောင်းလာခဲ့ပြီးတော့ စက်တင်ဘာလ24ရက်မနက်10:00နာရီအထိ84နာရီကြာအောင်စူပါတိုင်ဖုန်းအဆင့်မှာဆက်လက်ပြီးတော့တည်ရှိနေခဲ့ပါတယ်။ဒီအချက်ကအမေရိကန်တိုင်ဖုန်းမုန်တိုင်းကပရီကွန်ရဲ့နာရီ60ကျော်ကြာစံချိန်ကိုကျော်လွန်သွားတာဖြစ်ပြီးတော့ယာဂါဇာရဲ့အင်မတန်ပြင်းထန်တဲ့အင်အားကို ပြသနေပါတယ်။စက်တင်ဘာလ24ရက်နေ့မနက်ပိုင်းကဗီဒီယိုတစ်ခုမှာဟောင်ကောင်အရှေ့ပိုင်းရေပြင်မှာရှိတဲ့ Tesla Kowon or Crossbill တတားဆိုရင်တော့ ပြင်းထန်တဲ့ဒါလေနဲ့မိုးကိုရှင်ဆိုင်ခဲ့ရပြီးတော့မြင်းတက်လာတဲ့ပင်လယ်ရေတွေကြောင့်တဒါရဲ့ထောင်လီကူကတိုင်တွေရရေအောက်ကိုမြုပ်သွားခဲ့ပါတယ်ဒါဟာအရင်တစ်ခါမှမဖြစ်ဘူးတဲ့မြင်ကွင်းတစ်ခုဖြစ်ပါတယ် ဂန်ယိုရန်ကိုလည်းလှိုင်းလုံးကြီးတွေကအစမပြတ်ကို ရိုက်ခတ်နေတာဖြစ်ပါတယ်။စတေမာလာ24ရက်နေ့မနေ့အစောပိုင်း2နာရီမိနစ်40မှာဟောင်ကောင်စောင့်ကြည့်လေးလာရေးဌာနကအမြင့်ဆုံးအစင်ဖြစ်တဲ့အချက်ပြအမှတ်30တိုင်ဖုန်း3ပေးချက်ကိုထုတ်ပြန်ခဲ့ပါတယ်။ဒါ1964ခုနှစ်နောက်ပိုင်းတနည်းအတွင်းမှာဒီအချက်ပြအမှတ်ကိုဒုတိယအကြိမ်ထုတ်ပြန်တာဖြစ်ပါတယ်။ မက်ကာအိုကလည်းမနက်9နာရီခွဲမှာအချက်ပြသတိပေးချက်ကိုထုတ်ပြန်ခဲ့ပါတယ်။ရာဂါဇာကကွန်တုံပြည်နယ်ကိုဝင်ရောက်တိုက်ခတ်ခဲ့ပြီးတော့မာဂျာပင်လေကန်ချီဥယျာဉ်မှာဆူနာမီလိုလိုင်းလုံးကြီးတွေဖြစ်ပေါ်စေခဲ့ပါတယ်။ဝန်ထမ်းတွေက NDH ရဲ့နေရာတွေကိုလူတွေမသွားအောင်ကင်းလဲ့နေတာကိုလည်းတွေ့ခဲ့ရပါတယ်။ ပြင်းထန်တဲ့မုံတိုင်းကိုရင်ဆိုင်ဖို့အတွက်ကွမ်တုံပြည်နယ်အာဏာပိုင်တွေကမုံတိုင်းကာကွယ်ရေးအတွက်အားလုံးအစဉ်သဖြင့်အောင်အချိန်နဲ့တပြေးညီပြင်ဆင်ပေးဖို့အလေးပေးပြီးတော့ပြောကြားခဲ့ပါတယ်။ကွမ်တုံရဲ့အခြေဝင်မီဒီယာတွေကဇာကစားဟာစတေမလာ24ရက်နေ့မှာလေတိုင်တုံးအဆင့်24ရက်နေ့16အထိရှိတဲ့အာပြင်းတိုင်ဖုန်းဒါမှမဟုတ်စူပါတိုင်ဖုန်းအဖြစ်ကိုဂျူဟိုင်းနဲ့ရှန်တိုင်းကြားက ခေယူရန်ဒီတာတွေကိုဝေရောက်ပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။ဒီမုံတိုင်းကြောင့်ပြင်းထန်တဲ့မုံနဲ့မုံတိုင်းဒီရီတွေကိုတည်ဆောင်လာခဲ့ပါတယ်။ကွမ်တုံပြည်နယ်မိုးလေဝသစောင့်ကြည့်လေ့လာရေးဌာနကရှာကာစာအလွန်ပြင်းထန်ပြီးတော့သူရဲ့အချင်းဝက်ကလည်းကျေပြန်တဲ့အတွက်ဒေတာကန်နေနေနဲ့အကြီးစား BND ရဲ့ကာကွယ်ရေးအတွက်ကိုချုပ်တင်ပြီးတော့ပြင်ဆင်ထားဖို့အတွက်ကိုတတိပေးခဲ့ပါတယ်။ ိုလိဝတာဌာနကစက်တင်ဘာလ24ရက်နေ့နဲ့25ရက်နေ့မှာကွမ်တုံအရှိပိုင်းပင်လယ်မြေဝကျုံပေါ်ဒေသနဲ့ကွမ်တုံအနောက်ပိုင်းတွေမှာမိုးသည်ထန်စွာရွာသွန်းနိုင်တယ်လို့လည်းသတိပေးခဲ့ပါတယ်။ကွမ်တုံပြည်နယ်တစ်ခုလုံးအရေးပေါ်အခြေအနေအဆင့်တစ်ကိုစတင်တုံ့ပြန်ခဲ့ပြီးတော့ဟိုင်နမ်ပြည်နယ်က ဟိုက်ခိုမြို့မှာလည်းစက်တင်ဘာလ23ရက်နေ့ကတည်းကကျောင်းတွေလရင်ခီးစင်နေတဲ့အလုပ်တွေကိုရန်နာကျောင်းချိန်ညာခဲ့ပါတယ်။စက်တင်ဘာလ22ရက်နေ့နေ့လယ်3နာရီရစပြီးတော့ဟောင်ကောင်ဂျူဟိုင်မကာအိုတံတားပေါ်ကဂျူဟိုင်စိတ်ကန်းကအထွက်ခီးစင်ကိုရဆိုင်ခဲ့ပြီးတော့တံတားမာကြီးကိုလည်းပိတ်ထားခဲ့တာဖြစ်ပါတယ်။စတေဘာလ23ရက်ညနေ9:00နာရီခွဲအထိကွမ်တုံပြည်နယ်မှာလူပေါင်းတသန်းကျော်ကိုဘေးလွတ်ရအောင်ရွှေ့ပြောင်းပေးခဲ့ပြီးဖြစ်ပြီးတော့ ရှန်ကျန်းမြို့တစ်မြို့ထဲမှာကိုပဲဒေသခံ2,600ကိုရွှေ့ပြောင်းပေးခဲ့ပါတယ်။ကွမ်တုံကမြို့တတော်များမှာကျောင်းအလုပ်ပြီးတော့ထုတ်ကုန်လုပ်ငန်းတည်ယူဖို့ဆောင်ရွက်တဲ့စီးပွားရေးလုပ်ငန်းတွေအားလုံးကိုရှန်ဆိုင်ကျောင်းကျင်းပခဲ့ပါတယ်။ ဂျူဟိုင်းမြို့ရှမ်ဂျိုးခရိုင်မှာဆိုရင်တော့အာနာပိုင်နေရလာဗာရိုးစကန်နာလန်ကအထက်30နဲ့အထက်မှာနေတဲ့သူတွေအားလုံးပြောင်းဖို့အတွက်ကိုအမိန့်ထုတ်ခဲ့ပါတယ်။လေတိုက်တဲ့ဘက်ကိုမျက်နှာမူထားတဲ့အထက်30ကနေ29လွာအထိနေထိုင်သူတွေကိုလည်းရွှေ့ပြောင်းခဲ့ပါတယ်။ဟောင်ကောင်မှာလေ West Colon ဗုဒ္ဓယုံနဲ့တရုတ်ပြည်မှာကြီးရဗုဒ္ဓယုံနဲ့ဂျာပြေးဆွေးနေတဲ့အမြန်ရထားခီးစဉ်အားလုံးကိုစက်တင်ဘာလ23ရက်နေ့ညနေ6:00နာရီကနေ24ရက်တရက်လုံးဖြတ်သိမ်းခဲ့ပါတယ် ဟောင်ကောင်ကဟောင်ကောင်ဒစ္စနီလန်ကိုပိတ်ထားခဲ့ပြီးတော့ Ocean Park ကလည်းစက်တင်ဘာ21ရက်နေ့လည်း7နာရီခန့်ကလုပ်ငန်းတွေကိုရပ်ဆိုင်ခဲ့ပါတယ်။မကောက်မှာဆိုရင်အစိုးရယုံနေအားလုံးကစတေမာလာ23ရက်ညနေ9နာရီမှာပိတ်ခဲ့ပြီးတော့အစိုးရဝန်ထမ်းတွေကလည်းအလုံးမစင်ရတော့ပါဘူးရဲမေသက်အကောက်ခွန်ဌာနနဲ့စေယုံနေလိုအရေးပေါ်ဝန်ဆောင်မှုတွေရလွဲရင်တော့အကုန်လုံးရှင်းနာခဲ့ရပါတယ် ကာစီနိုလောင်းကစားရုံတွေအားလုံးကလည်းယာယီပိတ်သိမ်းခဲ့ရပြီးတော့ဝန်ထမ်းတွေနဲ့ကမ္ဘာလိပ်ခီးတဲ့တွေကိုထွက်ခွာဖို့မကောက်မှလည်းစီစဉ်ပေးခဲ့တာဖြစ်ပါတယ်။ကျောင်းအားလုံးကိုလည်းပိတ်ထားပြီးတော့ဒေသခံတွေကိုသုံးရက်စာလောက်အစားအသောက်နဲ့ရှေးကိုတူလောင်ထားဖို့အတွက်လည်းအကြံပြုခဲ့ပါတယ်။စက်တင်ဘာလ24ရက်နေ့မှာတော့ဂျူးဟိုင်းမြို့ကဟိုတယ်ရီစီးပွားရေးလုပ်ငန်းတွေအားလုံးလူရှင်းနေပြီးတော့ မန်တကာတွေကိုတက်သားပြားတွေနဲ့အခိုင်အမာကာရန်ထားတာကိုတွေ့ရပါတယ်။ဒေသခံအများအပြားလည်းသူတို့ရဲ့ပရင်ပေါက်တွေနဲ့တကာတွေကိုအိတ်ပုံစံတိတ်တိတ်ကပ်ပြီးတော့လုံခြုံအောင်ပြုလုပ်ထားကြပါတယ်။ရာဂါစာမုန်တိုင်းဟာကွမ်တုံပြည်နယ်ဘက်ကိုဥတီလာနေတာကြောင့်ဒေသခံတွေအားကုန်ချိုးပန်းပြီးတော့ချိုးတင်ကာကွယ်မှုလှုပ်ဆောင်နေကြပါပြီ။မုန်တိုင်းဝင်ရောက်မဲ့အချိန်ဤလာတာနဲ့အမျှဒေသခံတွေရဲ့စိုးရိမ်ပူပန်မှုတွေကလည်းမြင့်တက်လာနေပါတယ်။ မနေ့ပိုင်းကနေသာပြီးတော့ငြိမ်သက်နေခဲ့တဲ့ရာသီဥတုကအခုဆိုရင်တော့လေပြင်းတွေတိုက်ခတ်ပြီးတော့မိုးသည်ထန်စွာရွာသွန်းလာပြီးဖြစ်လို့မုန်တိုင်းကအချိန်မရွေးရောက်ရှိလာနိုင်တယ်ဆိုတာကိုပြသနေတာလည်းဖြစ်ပါတယ်ဒေသခံတအူးရဲ့ပြောကြားချက်အရ ကျွန်တော်တို့တက်နိုင်တဲ့မြောက်ကာကွယ်မှုတွေလုပ်နေတယ် brain fog တွေကိုတိန်တဲ့ ace ပုံစံကတ်ထားတယ်ဒါခံနိုင်ရှိမလားတော့မသိဘူးဒီမနေ့ကနေတာနေသေးတယ်အခုတော့လေရီတိုက်ပြီးတော့မိုးတွေလာနေပြီမုန်တိုင်းကမြ мян လာနေတာမြ мян လုံးချလို့ဆိုပါတယ် တရုတ်နိုင်ငံတောင်ပိုင်းချူဟိုင်မြို့မှာဆိုရင်လည်းအခြေအနေကပိုပြီးတော့ထင်းမာလာနေပါတယ်ဒေသခံတွေကအထူးသဖြင့် Lovers Road လိုနေရာမျိုးမှာနေထိုင်နေအထက်မြင့်နေထိုင်သူတွေရဲ့အရေးပေါ်ပြောင်းရွှေ့ဖို့အကြောင်းကြားစာတွေကိုလက်ခံရရှိနေရလဲဖြစ်ပါတယ် တရားဝင်သတင်းဌာနထုတ်ပြန်ချက်အရရာဂါစာဂျူဟိုင်ကိုတိုင်တိုင်ရိုက်ဝင်ရောက်မလာရင်တောင်မှတရားမှုတွေကတော့အပြင်းထန်ရှိနိုင်တယ်ဆိုပြီးတော့သတိပေးထားတာလည်းဖြစ်ပါရယ်ဒါကြောင့်မို့မျိုးတော်အာနာပိုင်တွေကရတန်ချင်း၅ခုမူဝါဒကိုကျင့်သုံးနေတာဖြစ်ပါရယ်၎င်းမူဝါဒကကျောင်းပိတ်တာအလုံနာတာကုန်ထုတ်လုပ်မှုရပ်ဆိုင်းတာတယူပို့ဆောင်ရေးရတန်တာစီးပွားရေးလုပ်ငန်းပိတ်ဆို့တာတွေပါဝင်ပါရယ် ဒီကနေ့ကနေစပြီးတော့ကျူးဟိုင်မျိုးကတတားရီနဲ့လမ်းတွေကိုလည်းဖိတ်ထားလိုက်ပြီးလမ်းတွေပေါ်မှာအရေးပေါ်ရင်နေပဲသွားလာခွင့်ရှိပြီးတော့ဂျန်နေသူတွေအားလုံးကိုတော့အိမ်ထဲမှာပဲနေဖို့အတွက်ကိုတိုက်တွန်းထားပါတယ်ဒေတာကန်တူကကျွန်တော်တို့ကအကြီးစားအန္တရာယ်အတွက်ဘေးအန္တရာယ်အတွက်ကိုပြင်ဆင်နေရလို့ပြောကြားခဲ့ပြီးတော့မုံတိုင်းရဲ့အရှိန်အဟုန်ကိုဘယ်လောက်ထိအလေးထားရဲဆိုတာကိုဖော်ပြနေပါတယ် မုံတိုင်းမဝင်ခင်ငြိမ်သက်နေတဲ့အခြေအနေကိုလည်းဒေသခံတဦးကထိုင်းလန်တုံလုံးစွာနဲ့ဖော်ပြခဲ့ပါတယ်။မုံတိုင်းမလာခင်ငြိမ်သက်ချင်းကိုကြည့်လိုက်ပါအပြင်ကတစ်ပင်နေလုံးဝမလုပ်ဘူးဒါကတကယ်ကိုကြောက်စရာကောင်းနေအခုဒီမှာရှိရလန်းတွေအားလုံးပိတ်ထားပြီကျွန်တော်တို့ထွက်လို့မရတော့ဘူးဈေးတွေစူပါမားကတ်တွေအကုန်ပိတ်ထားတယ်ဆိုပြီးတော့၎င်းကဆိုပါတယ် သူတို့ရဲ့အကြောင်းရင်းမှုတွေကအခြေအမြစ်မရှိပဲပေါ်ထွက်လာတာမဟုတ်ပါဘူးဒေတာကန်တူကလွန်ခဲ့တဲ့တိုင်ဖုန်းမုန်တိုင်းဟာတိုရဲ့အတွေ့အကြုံကိုပြန်လည်ပြီးတော့ပြောပြခဲ့ပါတယ်ဒီလေကနောက်ဆရာမဟုတ်ဘူးတိုင်ဖုန်းဟာတိုကိုမှတ်မိလားအဲ့ဒီတုန်းကကျွန်တော်တို့အလုတ်သွားရောမဲကျွန်တော်တို့စက်ရုံကတံမိုးပြားတွေလေးထဲလွင်ပြီးတော့အသားကျိတ်ဆက်လို့လဲနေတာ ကျွန်တော် Audi ကားတော်မှပြက်စီးတော့မလို့ပဲနောက်ဆုံးတော့မိုးသီးတစ်လုံးပဲမိသီးတစ်လုံးပဲ꽌သွားတယ်တကယ်ကိုပဲကြောက်စရာကောင်းခဲ့ရလို့သူကပြောကြခဲ့ပြီးတော့လက်ရှိရာကစားမုံတိုင်းရဲ့အလားလာကိုပုံမိုဆိုရင်ပူပန်နေပါတယ်မုံတိုင်းကြောင့်မြို့တွေမှာဗယံပရာဖြစ်နေတဲ့မြင်ကွင်းတွေလည်းရှိခဲ့ပါတယ်တရုတ်လူမှုကွန်ရက်တွေမှာပြန့်နေနေတဲ့ဗီဒီယိုတွေအရစက်တင်ဘာလ22ရက်နေ့23ရက်တွေမှာဂျူဟိုင်းရှန်ဂျဲတုံကွမ်းနဲ့ဂျုံရှန်းလိုမြို့တွေမှာ စူပါမားကတ်ကဆင်တွေဟာပစ္စည်းတွေပြောင်းလဲခါသွားပြီးတော့လူတွေကအလို့ရဲ့ဝင်နေကြတာကိုတွေ့ရတယ်။တိုင်ဖုန်းမုန်တိုင်းရာခိုင်ရဲ့ချင်းချောင်းမှုကြောင့်ခွမ်တုံပြည်နယ်မှာရှိတဲ့မြို့တွေကဒေသခံတွေကအစားအသောက်နဲ့အသုံးဆောင်ပစ္စည်းတွေပြက်လက်မှာကိုစိုးရင်ပြီးတော့စူပါမားကတ်တွေမှာအစူးလိုက်အပြုံလိုက်ဈေးဝယ်ယူနေကြပါတယ်။ဒီလိုအခြေအနေမျိုးမှာမုန်တိုင်းမလာခင်မတိုက်ခိုက်ခင်မှာအမြဲတစေဖြစ်ပွားလေးရှိတဲ့ထိုင်းလန်တုံ့ပြန်ရာမြင်ကွင်းတစ်ခုဖြစ်ပါတယ်။ စူပါမားကတ်အတွင်းကမြင်ကွင်းတွေကိုဒေသခံတဦးကစူပါမားကတ်တွေမှာလူတွေကပစ္စည်းတွေလုနေကြသလိုပဲရှန်ကျန်းကစူပါမားကတ်တွေဆိုဘာမှမကြံတော့ဘူးလို့ပြောပြခဲ့ပါတယ်။နောက်တဦးကလည်းစတိုးဆိုင်ရဲ့စင်တွေပြောင်းကလေးခံနေတဲ့အခြေအနေကိုအံ့ဩတကြီးနဲ့ဟမ်ဘာဖြစ်သွားတာလဲလုံးဝပြောင်းကုန်ပြီ လူတိုင်းကပစ္စည်းတွေတူလောင်နေကြတာလူတွေအများကြီးပဲလို့ဆိုပါတယ်။မုံတိုင်းကကန်ယိုရန်ကို ရောက်ရှိလာတော့မဲ့အခြေအနေမှာအခုလိုအစားအသောက်နဲ့ရေလိုအပ်ချက်တွေကိုအလယ်အမြန်စုဆောင်းထားကြတာကဘေးအန္တရာယ်အတွက်ချုပ်တင်ပြင်ဆင်ထားတဲ့ပုံစံတစ်ခုပဲဖြစ်ပါတယ်။ရကစားတိုင်ဖုန်းကအားပြင်းပြီးတော့အလွန်အားကောင်းတဲ့အတွက်ဒေသခံတွေကအသက်ရှင်ရည်ရည်အတွက်မရှိမဖြစ်ကိုလိုအပ်တဲ့အစားအသောက်နဲ့ရေကိုလုံလုံလောက်လောက်တူလောင်ထားဖို့စူးစမ်းနေကြတာကိုတွေ့ရပါတယ်။ တရုတ်မူလဝဒကိုရဲ့နောက်ဆုံးသတင်းလေးအရစတေမာလာ24ရက်မနက်9နာရီမှာတိုင်ဖုန်းမော်လိုင်းရာကစားကွမ်တုံပြည်နယ်ရန်ချမ်းမြို့ရဲ့အရှိတောင်ဘက်255ကီလိုမီတာအကွာတောင်တရုတ်ပင်လယ်မြောက်ပိုင်းမှာရောက်ရှိနေခဲ့ပါတယ်။နေလေကင်းနဲ့ညနေပိုင်းမှာထိုင်ရှန်နဲ့ချန်ချန်ကြားကကဲယူရန်ဒေသတွေကိုဝင်ရောက်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။ရာကစားအနောက်ဘက်ကိုဆက်လက်ရွေ့ရှာနေရတဲ့အမျှတောင်တရုတ်ဒေသမှာ လေပြင်းနဲ့မိုးသည်ထံမှုတွေဆက်ပြီးတော့ဖြစ်နေအောင်ပါပါအာနာပိုင်တွေကပြည်သူတွေကိုနောက်ဆုံးမိုးလေဝသခံမှန်းချက်တွေနဲ့သတိပေးချက်ကိုအနီးကဆောင်ကြည့်ဖို့မလိုအပ်ပဲခီးမသွားဖို့မြေပြိုတာတောင်ကျရေတွေပြီးတော့မြို့ပြရေလွှမ်းမှုမှုတွေလိုနောက်ဆက်တွဲပေးအန္တရာယ်တွေကိုသတိပြုဖို့အတွက်ကိုတိုက်တွန်းထားတာလည်းဖြစ်ပါတယ်အထူးသဖြင့်ပလဲမြို့ဝကျွန်းပေါ်ဒေသနဲ့ကွမ်တိုအနောက်ပိုင်းဒေသတွေမှာပလဲရီနောက်ပြန်စည်းဝေးမှုတွေဖြစ်နိုင်တာကြောင့်သက်ဆိုင်ရာဌာနတွေကဂျူဒင်ကာကွယ်ရေးအစီအမံတွေကိုလှုပ်ဆောင်ဖို့နှိုးဆော် ော်ထားတာလည်းဖြစ်ပါတယ်။ဗီဒီယိုလေးအစုံးလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်။